ွက်တာကန်နာလန်ဘက်မှာဖိုတိုရှူတီတခုရှိလို့ရောက်နေရဖြစ်ပါရဲ့မနက်အစောကြီးပေါ့နော်9နာရီလောက်တည်းကထပြီးတော့သူရှာလေးပြင်ထားရမိကက်လေးဖြစ်ပါရဲ့ဒီအဲ့တော့သူတို့တို့ဖိုတိုရှူတီကိုလိုက်လေအောင်နော်ဟဲ့လားဒီမှာတော့တော့ဖြစ်ပါရဲ့ပတ်ပြေးနေပေါ်မှာသူ့လိုပတ်ပြေးနေအဲ့ဒါပုံလေးစားရိုက်လိုက်အောင်နော်ဆက်ကြည့်နော်တို့တို့ကဒီနေ့ပေါ့နော်ကော်မရှယ် အာဖိုတိုရှုနေလည်းရှိနေရဆိုတော့မနက်ဆောဆောစစ်စစ်နေမပူခင်လေးကိုရိုက်ဖို့အတွက်ဒါစဉ်းစားထားကြတာပေါ့နော် နေရန်ပူလာလို့ဆိုလို့ရှိရင်ရိုက်လို့ကလည်းမလာတော့ဘူးဆိုတော့ဒါနေတိတ်မပူခင်မနက်၈နာရီတော့ကိုရှုတင်တဲ့ဖို့အတွက်အဆုံးဖြတ်ထားကြတာပေါ့နော်အဲ့တွင်မနက်၅နာရီတော့တည်းကထားပြီးတော့ make up စပင်းအကုန်လုံးပြင်ပြီးတော့၈နာရီလောက်ဖို့စရိုက်ဖို့အတွက် ready လုပ်ကြတာပေါ့နော်ဂျပန်ဆရာကတော့ဒါကိုတက်အောင်လည်းအတူတူရိုက်ထားတာပေါ့နော် make က်ဆီယာမလေးရတော့ဒါဂျက်စမင်သူစားလို့ခေါ်ပါတယ်။ဒီနေ့ကဒါလူငယ်ဆန်းဆန်းလေးနဲ့လုံးဝလာလာပပတူတူရရပုံစံမျိုးလေးနဲ့ဖိုက်ထားပါတယ်။အင်းရောင်လေးရတယ်တူတူတစ်ခါမှမဝက်ဘူးသေးတာအစိမ်းရောင်လေးကိုဒီဇိုင်နာလိုလန်းနေပြီးတော့ချစ်ဖို့ကောင်းအောင်ချုပ်ထားပေးပါရဲ့ဒီစပင်လေးကိုတော့အက်စတာအောင်ကနေပြီးတော့တူကိုစိတ်ကြိုက်ကလေးပေါ့နော်တူစစ်စစ်လေးကိုတောင်းဖုံးဖက်ပေးထားရမှာဖြစ်ပါရဲ့ရှင် ဘယ်လိုပုံစံမျိုးလေးထွက်လာအောင်မလဲဘယ်လိုလေးတွေပုံထွက်လာလေးရမလဲဆိုတာကိုဆက်ပြီးတော့စောင့်ကြည့်နေတော့ ရှိရင်တော့သူတို့ရဲ့ product တွေလည်းလုပ်သွားပါပြီ။ဒါတို့ပြတဲ့လည်း product တွေကိုရက်ခက်လေးဆိုတော့ product တွေအားသူ company နဲ့ခါကြလို့ရှိရင်ဆက်ဆက်လေးဆောင်ပြီးတော့ကြည့်ပေးချင်အောင်နော်။အဲတော့ဒါတော့